ဒါကြောင့်အမေရိကန်ကပြန်ပစ်ပြီးဆိုရတဲ့အဲ့ဒီအချိန်ကနေစပြီးတော့ဘာမျှော်လင့်ချက်မှမရှိတော့ပါဘူး။တချို့ကနျူကလ িয়ার စစ်ပွဲဖြစ်ရင်နိုင်ငံကြီးတွေပဲဖြစ်ကြမှာဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံလိုနိုင်ငံငယ်တွေမပါနိုင်ဘူးဆိုပြီးပြောကြတာမျိုးရှိပါတယ်။နျူကလ িয়ার ရေးကျွမ်းကျင်သူတွေပြောကြတာကတော့အဲ့ဒီလိုမဟုတ်ပါဘူး။ဥပမာအမေရိကန်ကမြောက်ကိုရီးယားကိုပစ်ပြီးဆိုရတဲ့မြောက်ကိုရီးယားဘေးကတရုတ်ကလည်းဒီအတိုင်းထိုင်နေမှာမဟုတ်ပါဘူး။ဒါအပြင်ဒီအတိုင်းထိုင်နေရင်တော့မှ မြောက်ကိုရီးယားကိုကြလာမဲ့နျူကလ িয়ার ဘုံးတွေရဲ့ပောက်ကွဲမှုဟာဒီဥနိုင်ငံမှာရှိတဲ့နျူကလ িয়ার တိုးလောက်ကိုစစ်တိုက်ပောက်ကွဲစေမှာဖြစ်လို့မြန်မာနိုင်ငံအပြင်အရှိတောင်အာရှကကုန်းနေရင်းနေတဲ့ဘဝအလုံးဒေဆုံးကုန်နိုင်ပါတယ်။အတိအကျဆိုရင်တော့ဒီလိုမျိုးအပြန်အလှန်ပြစ်ပြီး82မိနစ်ဒါမှမဟုတ်တနာရီနဲ့12မိနစ်အတွင်းမှာလူပေါင်းအနည်းဆုံး9ဘီလီယံလောက်ဒေသွားနိုင်တယ်လို့ဆိုပါတယ်။လက်ရှိကမ္ဘာမှာလူပေါင်း10ဘီလီယံပဲရှိပါတယ်။ ဘောကတော့နျူကလ িয়ার စပွဲဖြစ်လာရင်ကမ္ဘာလူဦးရေရဲ့60ရာခိုင်နှုန်းဟာနိုင်ငံပိုင်းအတွင်းပျက်စီးပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ဒီလိုအစင်းစင်ပေါက်ကွဲမှုတွေနောက်မှာမိတွေတောက်လျှောက်လောင်သွားမှာဖြစ်ပြီးတော့အဲ့လိုမိလောင်တာတွေဟာရက်သွားမှာမဟုတ်ဘဲနဲ့ဇက်တိုက်ဇက်တိုက်တစ်ခုကနေနောက်တစ်ခုစီကိုပေါက်ကွဲလောင်ကျွမ်းနေမှာဖြစ်ပါတယ်။မြေအောက်ထဲမှာနေရင်တော့အဲ့လိုပေါက်ကွဲမှုတွေကနေလွတ်နိုင်ခြင်းရှိတယ်လို့ဆိုပါတယ်။ဒါကြောင့် မေရိကန်သမ္မတအပါအဝင်ကမ္ဘာကောင်းဆောင်တွေဟာဒီလိုဖြစ်ရက်တွေအတွက်မြေအောက်ပံကာတွေကြိုတင်ရှိထားနေပြီဖြစ်ပါတယ်။ဒါပေမဲ့နျူကလ িয়ার စစ်ပွဲဖြစ်ပြီးရင်နောက်ထပ်10နှစ်လောက်အထိအဲ့ဒီနျူကလ িয়ার တက်ရောက်မှုရှိတဲ့နေရာတိုင်းမှာနှင်းတွေကျနေပြီးတော့တဘာဝတရားကြီးတစ်ခုလုံးပျက်စီးသွားလိမ့်မယ်လို့ပညာရှင်တွေကဆိုကြပါတယ်။နှင်းတွေတောက်လျှောက်ကျနေမှာဖြစ်တယ်လို့အဲ့ဒီနျူကလ িয়ার တက်ရောက်ခဲ့တဲ့နေရာတိုင်းမှာဘယ်တော်မှလည်းရှင်းတန်နိုင်မှာမဟုတ်ဘဲနဲ့ဘာအပင်မှလည်းရှိတော့မှာမဟုတ်ပါဘူး။ဒါကြောင့် ဘန်ကာလေးကိုဝင်နေမဲဆိုရင်တော့မှအဲ့ဒီထဲမှာအနည်းဆုံး10နှစ်လောက်နေထိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မဲနျူကလ িয়ার စပွဲဖြစ်ပြီးရင်ကြံရစ်သူတွေကတေသွားတဲ့သူတွေကိုအားကြရလိမ့်မယ်လို့ပညာရှင်တွေကဆိုကြပါတယ်။ဒါကြောင့်အီလိုမတ်စ်လိုကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေဟာအင်္ဂါဂျူမာနေထိုင်နိုင်ဖို့ဆိုတဲ့ကိစ္စတွေကိုကြကြဲပြန့်ပြန့်ပြောနေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့မိနစ်30အတွင်းကမ္ဘာမြေပေါ်ကနေအင်္ဂါဂျူကိုချက်ချင်းရောက်နိုင်ဖို့တော့မဖြစ်နိုင်ပါဘူး။ ောက်ကိုရီးယားကပြစ်လိုက်ပြီးဆိုတော့ကိုချက်ချင်းသိနိုင်မှမနဲ့30ပဲအချိန်ရမှာဖြစ်ပါတယ်။မဟုတ်ရင်တော့သူလည်းမလွတ်နိုင်ပါဘူး။နျူကလ িয়ার ပညာရှင်တွေရဲ့ပြောဆိုချက်အရတော့နျူကလ িয়ার စစ်ပွဲကနေလွတ်နိုင်တဲ့နေရာနှစ်နေရာရှိတယ်လို့ဆိုပါတယ်။အဲ့ဒါကဩစတြေးလျနဲ့နယူးဇီလန်နိုင်ငံတို့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီနိုင်ငံတွေဟာတရှိပိတ်သမုတ်တရားထဲမှာရှိနေပြီးတော့ညူစစ်ပွဲဖြစ်ရင်ထိခိုက်နိုင်တဲ့ကုန်းမြေပေါ်ကနိုင်ငံတိုင်းနဲ့အဝေးကြီးမှာတီးကြ